အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတနေ့ဖြစ်ပါစေလို့ဒီညကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဘောနော် အဲ့တော့ဒါဒီနေ့ညနေမှာဒါကျွန်တော်တို့ဗီဒီယိုရှိတော့မလို့ကျွန်တော်ဒါဗီဒီယိုတင်တာတနားရီလေးနောက်ကျတော့ကျွန်တော်ဒါဗီဒီယိုရှိမပြောတော့ဘူးလက်ရှိအချိန်မှာဒါကျွန်တော်တို့ပရီးမီးယားလီဂ်ကဒါကျွန်တော်ပြူတိုင်းကြိုက်ဖြစ်နေတဲ့ဒါကျွန်တော်ကစားသမားတယောက်ကိုတော့ဒီကစားသမားကလည်းပရီးမီးယားလီဂ်မှာပဲဆက်နေမယ်လို့ဆုံးဖြတ်ချက်ချလိုက်ပြီးလို့ကြားသိရတယ်မှာပါတယ်အခုလက်ရှိမှာဒါကျွန်တော်ဘုံမော့အသင်းရဲ့နောက်ခံကစားသမားဖြစ်တဲ့စန်တာဘက်ကစားသမားဖြစ်တဲ့ဒါကျွန်တော်တို့ အာဟွိုက်ဆန်ကိုတော့ဒါကျွန်တော်တို့ဘုံမောက်တင်တဲ့လာမင့်နွေရာဒီမှာအသင်းကလက်လွတ်သွားပွဲရာရှိရဆိုပြီးသူတို့ကိုသူတို့ embrace လုပ်လာခဲ့ပြီလာမင့်နွေရာဒီမှာဒါကျွန်တော်တို့ Premier League club အသင်းကြီးတော်တော်များများကတော့ဟွိုက်ဆန်ကိုသဘောကျနေတယ်အလိုရှိနေတယ်ကြီးချောက်ကြီးတဲ့မှာမှဟွိုက်ဆန်ကိုလက်ရှိမှာတရိမ်မထွက်တာဆိုလို့ Manchester City တသင်းကလွဲပြီးတော့ကျန်တဲ့အသင်းတွေတော်များကဟွိုက်ဆန်ကိုလက်ရှိမှာတရိမ်တွေထွက်နေတာပဲဖြစ်တယ်အခုလက်ရှိမှာဒါကျွန်တော်ဟွိုက်ဆန်ကိုတော့ဒါစာချုပ်ဖြတ်သိမ်းကြီးပေါင်တန်း90ပတ်ချာလဲဝင်ကျင်နေလာမင့်နွေရာဒီမှာခေါ်လို့ မယ်ဆိုတဲ့သတင်းကအမှန်မင်ဖြစ်တယ်အဲ့တော့ဝိုင်ဆန်ကတော့အခုလက်ရှိမှာဒါနောက်ဆုံးရသတင်းတွေအရာဆိုရင်တော့ real မတွေ့အသင်းကတော့ဒါအ short ပေးလိုက်ပြီလို့သိရတယ်ဒီမှာပါတယ်။ဘာကြောင့်လဲဒါကြီးညမှာကျွန်တော်တို့ ဝိုက်ဆန်ကိုဒါရီယယ်မက်ဒရစ်ဘက်ကနေပြီးတော့စပိန်သားလေးဖြစ်တဲ့တကြောင်တာစောင့်ကြည့်မှုတစ်ခုပြုလုပ်ခဲ့တယ်။ဒါပေမဲ့ဘုံမောက်ဘက်ကဒါကျွန်တော်တင်ထားတဲ့စာချုပ်ဖြတ်သိမ်းခြင်းကလက်ရှိရီယယ်မက်ဒရစ်အသင်းနဲ့ဒီကစားသမားတစ်နှစ်လောက်ပဲကောင်းတဲ့ကစားသမားကိုဒီလောက်ထိပေးဖို့အတွက်အဆီဇင်မရှိဘူးဆိုပြီးတော့ဒါကျွန်တော်ရွေးချက်ချခဲ့ဖို့ဆုံးဖြတ်ချက်ချခဲ့ပြီးတော့ကစားသမားကတော့လက်ရှိမှာပရီးမီးယားလိမှာပဲနေဖို့အတွက်ရေပန်းစားလာခဲ့တယ်။လက်ရှိမှာဒီအသင်းကိုဒီကစားသမားကိုစိတ်ဝင်စားတဲ့အသင်းတွေကတော်တော်လေးကိုများတယ်လို့ပြောလို့ရရတယ်မှာပါတယ်။ Manchester United အသင်းကစပြီးဒါကျွန်တော် Liverpool, Arsenal နဲ့ဒါကျွန်တော်တို့ Tottenham Hotspur တ်သင် Chelsea သင်ဒီနေရာမှာစိုက်ဝင်စားတယ်။ဒီတဲမှာမမအာဆိုသင်ကလက်ရှိမှာခံစင်မှုတွေများနေတဲ့အတွက်ကြောင့်မူလာမင်နွေရာဒီမှာတော့ White Sand ကိုစိတ်ဝင်စားနေတဲ့အဆင့်ပဲရှိပြီးတော့တကယ်နဲ့ခေါ်ယူမဲ့ဆင်မှာလက်တွေမကျသေးဘူးလို့ပြောလို့ရတယ်။အဲ့တော့ဒီတဲမှာမှာဒါကျွန်တော်တို့လား White Sand ကိုတကယ်ကိုတကယ်ပြင်းပြင်းထန်ထန်ခေါ်ယူခြင်းတဲ့အသင်းတွေကတော့ Manchester United, Tottenham Hotspur, Liverpool ဒါကျွန်တော်တို့ Chelsea ပေါ့နော် Chelsea တင်းနေတာအခုလက်ရှိမှာ White Sun ရဲ့ agent နေတဲ့ရှေ့တစ်ဘက်ကတွေ့ဆုံဆွေးနွေးခဲ့ပြီးတော့ White Sun ကိုခေါ်ယူဖို့အတွက်ဒါဆွေးနွေးခဲ့တယ်ဒီကစားသမားကိုယ်တိုင်ကအခုလက်ရှိမှာစာချုပ်ဖြတ်သိမ်းကြီးရှိတဲ့အတွက်ကြောင့်မလို့ဒီကစားသမားကိုလာမယ့်နေရာဒီမှာဒါကျွန်တော်ဈေးသက်သက်တသာနဲ့ခေါ်ယူနိုင်မလို့ဒါပေမဲ့ဒီဈေးကတော့ Real Madrid ကတော့များတယ်လို့မြင်မယ် Premier League club တွေနေတဲ့ဒီဈေးကတတ်တာလို့ပြောလို့ရတယ်ဘုံမော့အသင်းအခုလက်ရှိခံစစ်ပိုင်းမှာတကယ်ကိုဒါတာဝန်ချိန်ပြီးဒါကျွန်တော် Juventus ကနေရောက်လာခဲ့တဲ့ကဒါကျွန်တော်အသင်းမှာတော်တော်လေးကိုယုံကြည်လို့ရတဲ့ခံစစ်ကစားသမားအနေနဲ့ဖြစ်လာခဲ့တယ် ကိုယ်တိုင်လည်းနဲ့ဂိုးတွေတွင်ထားတဲ့ပုံစံကျွန်တော်ဒါစပါသင်းကိုတော့မမှတ်ရဂိုးတွင်ထားခဲ့တဲ့ကစားသမားတွေဖြစ်တယ်အဲ့တော့ United ဘက်ကလည်းရှင်းနေပြန်လက်ရှိမှာ White Sun ကိုစိတ်ဝင်စားတယ်စာချုပ်ဖြတ်သိမ်းခြင်းကသူတို့တက်ကအမောင်းတော်များတာမှန်ပေမဲ့တကယ်နဲ့ပြန်ကြည့်မယ်ပူတန်ရှယ်ရပြန်ကြည့်မယ်ဆိုတော့မဆိုးဘူး United အသင်းတွေဒီနောက်တန်းခံစစ်နေရာမှာ Lenayuru White Sun ဒါကျွန်တော်တို့ Matthew Wesley ဒါမှမဟုတ်တာကြီး လီဆန်ဒိုမာတီနက်စ်ဟယ်ရီမကွိုင်းယားတို့က United အသင်းရဲ့အနာဂတ်ဖြစ်လာနိုင်မယ်လို့မျှော်လင့်နေတယ်။ဒါပေမဲ့ Whiteson ရဲ့စာချုပ်ဖြတ်သိမ်းကြီးက United အသင်းအတွက်အင်မတန်မှများလို့နေလို့ယူဆကြောင်းလာမယ့်နွေရာသီမှာခေါ်မယ်ဆိုရင်တော့ United အသင်းနဲ့ Europa League Plus ကုနိုင်မှခေါ်ယူဖို့အတွက်ပြင်ဆင်လာခဲ့တယ်။အဒီနေ့မှတော့ကျွန်တော် Chelsea နဲ့ Liverpool ကဒီကစားသမားတွေစိတ်ဝင်စားနေတယ်။ Liverpool အသင်းကလက်ရှိမှာလာမယ့်နွေရာသီမှာ Joe Gomez, Jared Quansa ကိုလာမယ့်အသင်းလာမယ့်နွေရာသီမှာအသင်းဘက်ကနေပြီးတော့ဆုံးရှုံးဖွယ်ရာရှိနိုင်တဲ့အကြောင်းမို့ဒီကစားသမားအယောင်ကနေရတဲ့ပတ်စံကို Whiteson ကိုဝယ်ဖို့အတွက်ပြင်ဆင်လာခဲ့တယ်။ जसै मल्ली बहबुद्धिराचनहरू ဘုံမောင်သင်ရဲ့ fullback ကစားသမားဖြစ်တဲ့ Milo Caracas ကိုဒါကျွန်တော်တို့အဲ Daniel ကိုကျွန်တော် Daniel White ဆန်ကိုနှစ်ယောက်လုံးကိုဒါစိတ်ဝင်စားနေတယ်။ Lamine Nuyer ဒီမှာလေးနှစ်ယောက်လုံးကိုတပြေးတည်းခေါ်ယူသွားဖို့လည်းပြင်ဆင်လာခဲ့တယ်။ Caracas မှာစာချုပ်ဖြတ်သိမ်းခြင်းမရှိဘူးမှာ White ကမှာ White ဆန်မှာဒါကျွန်တော်တို့စာချုပ်ဖြတ်သိမ်းခြင်းရှိရတဲ့ကြောင့် Liverpool စိတ်ကြက်ကစားသမားတစ်ယောက်လည်းဖြစ်နေတယ်။နောက်တစ်ယောက်ကဒါ Chelsea သင် Chelsea သင်ကအခုလက်ရှိမှာကစားသမားရဲ့ agent နဲ့တောက်လျှောက်ဆွေးနွေးမှုတွေပြုလုပ်ထားခဲ့တဲ့အပြင်ကို Lamine Nuyer ဒီမှာကစားသမားကိုဒီခံစစ်နေရာမှာလိုအပ်တဲ့နေရာမှာ Shalouba တို့ဘာလို့ လာမယ့်ရာသီမှာရောင်းပြီးတော့ခံစစ်နေရာအတွက်ယုံကြည်နိုင်မယ့်ကစားသမားတယောက်လိုယုံကြည်တယ်။ Tottenham Hotspur တင်းကတော့ရှင်းပါတယ်။ Romero ကလာမယ့်နေရာသီမှာထွက်သွားခဲ့မယ်ဆိုရင်တော့ Dwight San ကိုလာမယ့်နေရာသီမှာကစားသမားကိုစန္ဒဘက်နေရာမှာဒါကျွန်တော် Mickey Van der Ven နဲ့တွဲဆို့ဖို့အတွက်ကြိုးစားသွားနိုင်တယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေတွေ့ရမှာ။အဲ့တော့ Dwight San ကလည်းလာကစားသမားကိုယ်တိုင်ကလည်းလာမယ့်နေရာသီမှာ Premier League မှာပဲဆက်လက်ပြီးနေဖို့အတွက်ပြင်ဆင်သွားခဲ့ပြီးတော့အသင်းပြောင်းဖို့အတွက်ကျွန်တော်အသင်းပြောင်းမယ်ဆိုရင်တော့ Premier League ပြည်တွင်းက club ကိုပဲပြောင်းသွားဖို့အတွက်ပြင်ဆင်လာမယ်လို့ကစားသမားသိရတယ်မှာပါတယ်။ကစားသမားကလည်း ်ရှိမှာကြားသိရတဲ့သတင်းတွေက19နှစ်သားရှိတဲ့သူ့ရဲ့အနာဂတ်မှာတောက်ပလာနေတယ်လို့ဒီမ်းပြောထားတယ်။အဲ့တော့ဒီလက်ရှိမှာဒါကျွန်တော်ပရီးမီးယားလိအသင်းရဲ့ကစားအသင်းတိုင်းဒါအသင်းကြီးတိုင်းကြိုက်နေတဲ့ကစားသမားတယောက်ကိုတော့ဘယ်အသင်းကခေါ်ယူနိုင်သွားမလဲဆိုတော့လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်လို့ပြောနေတယ်ပဲကျွန်တော်တော့သွားကွင်းပြပါဗျ။ ပေါ်လုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ TV Voice တို့မှာကျင်းလို့ဆိုတာပေါင်းကူညီလို့ရပါတယ်။များများလေးလည်းကလစ်ဖို့မမိကြပါနဲ့ဟုတ်။အောက်က comment တွေမှာလည်း Youth Sport Media 3.0ဆိုတဲ့ TV Voice တွေရဲ့ link လေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မျက်စောကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်။များများလေးကလစ်ဖို့မမိကြပါနဲ့ဟုတ်။များများကလစ်မှအမြန်တမ်းဖြစ်ပါတယ်။ကျွန်တော်တော့ကူညီပေးအောင်အားလုံးပဲ Good night ပါလို့ပြောနေပေး။ Dave out ပါ။